မင်းဘယ်ရောက်နေတယ်ထင်လို့လဲတခါတော့ကအောင်သူရလို့ခေါ်တဲ့30နှစ်ရွယ်လူငယ်တယောက်ရှိတယ်။သူကဒီနေ့မှရုတ်တရက်တည်ဆုံသွားတယ်။သူကတော့သူ့ကိုယ်သူတော်မှတည်တော်မှမတည်ဘူး။30ဆိုတဲ့ ရွယ်ဟာအခု80တက်တန်းမှာ30ဆိုတဲ့တာငယ်လဲမငယ်တော့လူတိတ်တော်လည်းမကြီးသေးဘူး30ဆိုတာဘဝမှာရှုပ်ပန်းရပြည်သူလှပအားပြည့်တဲ့ရွယ်ဖြစ်တယ်လို့စိတ်ပန်းရလည်းအတင်းတင်းရင့်ချက်တဲ့ရွယ်ဖြစ်ပါတယ်အဲ့ဒီရွယ်မှာပဲအောင်သူရဟာရုတ်တရက်တည်ဆုံသွားတယ်အောင်သူရအဲ့ဒီရွယ်မှာရုတ်တရက်တည်ဆုံသွားပြီးတော့သူကအင်မတန်လှပတဲ့နေရာတစ်ခုရောက်သွားတယ် အဲ့နေရာမှာတော့စမ်းကြောင်းလေးတွေတောင်တန်းလေးတွေတစ်ပင်လေးတွေနဲ့အင်မတန်လှပတဲ့နေရာတစ်ခုပေါ့။အဲနဲ့အောင်သူရလည်းအဲ့စမ်းကြောင်းလေးတွေတောင်တန်းလေးတွေတစ်ပင်လေးတွေရှူရင်းလေးငေးကြည့်ပြီးလမ်းလျှောက်လာတယ်။အဲ့မှာပန်းမင်းကြီးတွေမြက်ခင်းမင်းကြီးတွေလည်းရှိတယ်။ငှက်တန်လေးတွေလည်းကြားရတယ်။ငှက်တန်လေးနားထောင်ရင်သူကတခုတွေးမိတာရှိတယ်။ငါရောက်နေတဲ့နေရာတော်တော်လှပပြီးအေးချမ်းတဲ့နေရာပဲ။ငါနဲ့ပြီးရောက်နေရလားမသိဘူး။ အဲ့လိုတွေးမိရင်ရှူဝင်းနေကြည့်ရင်သူကလမ်းဆက်လျှောက်လာတော့ရှေ့မှာ တောင်ကုန်းလေးတစ်ခုတွေ့ရတယ်။ဒါနဲ့အဲ့ဒီတောင်ကုန်းလေးနားသွားတော့တောင်ကုန်းလေးပေါ်မှာအင်းလေးတိမ်နေရှိတယ်။ဒါနဲ့သူကအဲ့ဒီအင်းလေးနားကိုဆက်ပြီးတော့လမ်းလျှောက်လာတယ်။အင်းလေးနားကိုရောက်သွားတဲ့အခါမှာအင်းရဲ့ရှေ့မှာအင်းရှင်နာမည်ရေးထားတာတွေ့ရတယ်။အင်းရှင်နာမည်ကလည်း အောင်သူရဆိုတဲ့သူ့နာမည်ကိုရေးထားတာဖြစ်တယ်။တန်းနဲ့သူဟာတန်ကအိမ်မင်းဆိုပြီးတော့သူကအိမ်လေးတွေကိုဝင်သွားတယ်။အိမ်လေးရဲ့ပုံစံနဲ့သူ့စိတ်ကူးတွေကသူအင်မတန်မှလူလားတောင်းကားခဲ့တဲ့အိမ်ပုံစံနဲ့ချက်သေးပဲဖြစ်နေတယ်။ဒါနဲ့သူကလည်းအိမ်လေးရဲ့အခန်းထဲကိုဆက်ပြီးတော့အိမ်ငန်းထဲကိုဝင်သွားခဲ့တယ်။ဝင်သွားတဲ့အခါမှာအိမ်ငန်းထဲမှာရှောက်လန်းလေးနဲ့ဝရန်တာလေးလည်းပါနေတယ်။ တော်တော်လေးကိုလှပတဲ့အိမ်လေးတည်းဖြစ်တယ်။အဲဒါနဲ့သူအခန်းလေးကိုဆက်ပြီးတော့အိမ်ငန်းလေးကိုခန်းလေးတစ်ခန်းပြီးခန်းဝင်ကြည့်တော့အိမ်ရဲ့အခန်းထဲမှာအိမ်ထဲမှာရေကူးကန်လေးပါနေတယ်။အောင်သူရတော့ရှဲပဲပေါ့။ဟာအိမ်ထဲမှာလည်းရေကူးလူကွက်ရပြီ။ဆိုပြီးတော့တော်တော်ကြီးကြာပြီ။ဆက်ပြီးတော့ကြည့်တယ်။အဲ့မှာတော့အိတ်ခန်းကြည့်တော့လေအိတ်ခန်းကလေကြည်ကြွလွင်းနေတယ်တကယ်ကို နှောင်းဤခဏကြီးနဲ့အိခန်းကြဲကြဲကြီးလည်းတွေ့ရတယ်ဝမ်းသာတယ်နောက်ထပ်သွားကြည့်တော့လေနောက်ထပ်မှာနောက်ထပ်အိခန်းတစ်ခန်းမှာလည်းတကားကနေကြည့်ရင်ပင်လယ်ပြင်ကြီးနဲ့လက်ဆက်တဲ့လေကြည့်ပြီးတော့အိလို့ရတဲ့အိခန်းတစ်ခန်းလည်းပါနေတယ်ဟာဒါနဲ့သူလည်းတော်တော်ကိုတော်ကြီးကြာအဲဒီလိုပဲရှူကင်းနေအိမ်ထဲမှာခန်းနေရှောက်ကြည့်နေသူဘိုက်စာလာဘိုက်စာလာနဲ့သူစားတော့ကံမိဖို့ကြောင့်လည်းဝင်လာခဲ့တယ်မိဖို့ကြောင့်လည်းဝင်လာတော့လေ အဲ့မှာမိဖို့ကြောင့်ဇွဲပေါ်မှာကြည့်လိုက်တော့စားစရာတွေကခုခက်ပြီးတော့ပြင်ဆင်ချက်ပြုတ်ထားပြီးသားဖြစ်နေတယ်။စားစရာတွေကလည်းသူ့စိတ်ကြအရာတွေဖြစ်နေတယ်။ညီထမင်းလေးတို့ဘုန်းတို့ခေါင်းဆွဲတို့မလာရှန်ကိုတန်ပေါ့တို့ဒူးမလာရင်တော့ဗတ်တာဂိတ်တို့အဲ့ဒါနဲ့သူလည်းတစ်ခုပြီးတစ်ခုစားရတော့လေစားပြီးတော့လည်းတောက်စရာတွေလည်းတီးသုံးဖြော်ရေးတဖေးရေးတောက်လို့ရသေးတယ်။အဲ့ဒါသူလည်း ော်တော်ဝမ်းသာပြီးတော့စားလိုက်တောင်းလိုက်စားလိုက်တောင်းလိုက်အဲ့လိုစားတောင်းနေနေသူအင်မတန်ပျော်နေနေဟာတချင်းလေးနားတောင်းအောင်ကောင်းပါပဲသူစိတ်တွေကတွေးလိုက်တာလေတခါတည်းနာရန်နေပြီးတချင်းတန်နေထွက်လာအဲ့ဒီဘောဝီဒီဘောဘောဝီဒီဘောထွက်လာထွက်လာတဲ့တချင်းတွေကလည်းသူကြိုက်တဲ့တချင်းတွေဖြစ်နေခွေတော်လဲကြမလို့ဝက်စလိုက်တို့ဘလူးဘယ်ရီတို့ထူးအိမ်နေဘရစ်မီစပီယာတို့ ထလာပြီးခွေတော်ခွေပြီးခွေလဲနေတယ်မလို့ချင်းเนี่ย तू ကြိုက်တဲ့ချင်းတွေ့ရင်ချင်းနားတော့ရင်လည်းဆိုတကားတွေ့ရင်ချင်းထွက်လာ blue eye ချင်းနားတော့ရင် blue eye ချင်းထွက်လာ i was like နားတော့ရင်လည်း was like တကားပြန်ထွက်လာ breeding speed နားတော့ရင်လည်းဆို breeding speed တကားအတန်တကားလည်းထွက်လာသူလည်းတော်တော့ပျော်ပြီးတော့တီတီဖြော်ကြီးလေးတောက်ပြီးတော့ဘိုင်ကလည်းပြေးသွားပြီးတော့တီတီဖြော်ကြီးတောက်လိုက်တပေးကြီးလေးတောက်ပြီးတော့ချင်းလေးနားတော့ ားတော်မြတ်သူတပြည့်ခန်းနေခန်းတွားကြည့်တော့ဟာစောင်းခန်းနေစောင်းစင်နဲ့စောင်းတွေအများကြီးရဲ့ခန်းတခန်းလည်းသူတွေ့ရဟာရှယ်ပဲဟိစာရီဖက်ခြင်းနဲ့စောင်းစင်ကြီးရှိနေစောင်းစင်ကြီးရဲ့အကြီးကြီးနဲ့တခါတူကန်တူကန်ဝိထုဆိုရင်ဝိထုစောင်းစင်ဘာရာကြီးသူဘာရာကြီးစောင်းစင်တွေးခေါ်သူတွေးခေါ်စောင်းစင်ဟာတခါလေစောင်းတွေကလည်းသူကြိုက်တဲ့ဟာတကယ်ရှားပါတယ် ဝိထုကြီးဆိုရင်လည်းရှားပါတဲ့ညာတန်းတင်ဆိုရင်လိုက်ခဲ့တော့များနန်းလားတက္ကရူဖုံးနိုင်သူဦးကြီးဘာတိုင်းမိုးနေမြူအောင်နိုင်ခြင်းတို့သစ္စာနီရဲ့တန်ကြီးတွေ့နေတော့တော်ရကလေးတို့အလိုရှားပါတဲ့ဝိထုကြီးတွေးခေါ်စောင်းတွေဆိုလည်းနန္ဒရဲ့တစီဟူသည်တို့အားရတွေတွေ့တော့ဟာရှယ်ပဲကွာဆိုစောင်းတွေလည်းတိုးပြီးတော့ကောက်ကြည့်ပြီးတော့စောင်းတွေလည်းဖက်လိုက်သေးတယ် ဖတ်ပြီးစောင်းတုတ်သူဖတ်ပြီးကြာအဲ့နဲ့ကြိုက်တဲ့စောင်းတုတ်ယူလင်းမောင်နာထိုင်ပတ်လီငင်းလေးကြီးကလည်းဝင်းလာအာစောင်းတွေကောင်းလိုက်တော့ကွာဆိုပြီးအဲ့စောင်းပြီးတော့လည်းအပြင်ဘက်တစ်ချက်ကြီးလိုက်တော့ရှူခင်းရင်းနဲ့ပေါ့အာငါ့ဘဝတော်တော်အဆင်ပြေတာပဲစားရင်သာစားအေးချင်ရင်လည်းအေးလို့ရတယ်ရီကူးချင်ရင်လည်းကူးလို့ရတယ် တောင်တန်းနေစီလမ်းလျှောက်ခြင်းလဲလျှောက်လို့ရတယ်။ချင်းသားတောင်ရင်လဲနားတောင်။ရုပ်ရှင်ကြည့်ရင်လဲငါကြည့်လို့ရတယ်။အားလုံးလိုလီသေးမရှိဘူး။စောက်တွေဖက်ခြင်းလဲလူရင်နဲ့စောက်ကောက်ဖက်လိုက်အောင်ပဲ။တမ်းမြန်ကတခုတော့လူနေတယ်လို့ပဲ။ဘာလူနေရလဲမသိဘူး။ဟာဟုတ်သားပဲ။ကော်မန်လေးတယောက်လူနေတယ်။ငါ့ကိုချစ်မဲ့ငါချစ်ရမယ်ကော်မန်လေးတယောက်လူအပ်နေတယ်။သူ့စိတ်ထဲကသူအဲ့လိုတွေးလိုက်တာ။သူ့စိတ်ကူးတဲ့ကသူအဲ့ဒါ စိတ်ကူးလဲဆုံးရောအင်းရှိရတကားတကားခေါတန်ကြာသူကလည်းဝင်ခဲ့ပါလို့ဆိုတော့ဝင်ကြတော့ကောင်မလေးတယောက်ကောင်မလေးတယောက်ကပရီရန်ကချူပရာရဲ့ရဲ့ရာနီမူဂါကြီးရဲ့မျက်လုံးတီလာဆွစ်စီရဲ့နှာခေါင်းဟာဂျီဝင်းရဲ့နှာခမ်းမွန်ရိုးရဲ့စပင်းကိတ်ဝင်းစလက်ရဲ့ရှင်းဂျနီဖာလူပက်စီရဲ့တင်းစောင်းရဲ့ကိုရဲ့အသားရောင်ဘရီနီစဖီးယားရဲ့အတန်းအနံ့ကြတော့သူက လူနဲ့မထပ်ပဲဇွဲပန်းနဲ့အတွေ့အကြုံပြင်ဆင်ပေါ့ရဲ့အတွေ့စရိယာတွေပိုင်ဆိုင်ထားတဲ့20နှစ်ရွယ်ကောင်မလေးတယောက်အဲ့ဒါနဲ့ရောက်ရောက်ချင်းပဲတယောက်နဲ့တယောက်မိဖွဲ့ပြီးရင်းနှီးသွားကြတယ်ဒါနဲ့သူတို့နှစ်ယောက်ကအိတ်အိမ်ကြီးထဲမှာစားစရာတွေစားတောက်စရာတွေတောက်ချင်းနာထောင်ရင်နားထောင်ရုပ်ရှင်ကြည့်ရင်ကြည့်ရှောက်လေခြင်းရှောက်လေအဲ့မှာရှောက်လေခြင်းလေအဲ့မှာရှောက်လေတဲ့နေရာတွေပြည့်ပဲတောင်းရေကူးခြင်းလဲနှစ်ယောက်သားရေကူးခြင်းလဲကူး အင်းချင်းအိတ်လိုက်အောင်အဲ့မှာကာမဝါယုံနေစိတ်ကြိုက်ခံစားပြီအဲ့လိုနေလာအချိန်တွေကတစ်စကန်တမနစ်ပျော်တယ်တနာရီပျော်တယ်တရက်ရောက်သွားတော့ပျော်တယ်တစ်လပျော်တယ်တစ်နှစ် သွားอยู่ဖြီးနေရပဲတရာစု ပြုံးနေတယ်တစ်ဆောင်စုပြုံးနေတယ်တစ်တောင်းစု ပြုံးနေတယ်တစ်သိန်းစုနည်းနည်းပြင်းလာတစ်တန်းစုတိတ်မပျော်တော့ဘူး တန်းနဲ့တနေ့ကြတော့အောင်သူရစဉ်းစားတယ်။ငါရောက်နေတဲ့နေပြည်ကတော်တော်ကောင်းတာပဲ။ဒါပေမဲ့ပြောင်းလဲလေးဖြစ်သွားမှငရေပြည်ခဏလောက်လေသွားရင်ကောင်းမယ်။လူစိတ်ဟာ အာယုံတစ်ခုတည်းကိုထတ်တူဖြစ်နေတဲ့အာယုံတွေကိုငြင်းငွေတတ်ပါတယ်။ဒါနဲ့သူကသူနေတဲ့နေရာကအကြီးကြီးစီသွားတယ်။သူလာမြင်တော့ကြီးကဲရတယ်။ဟာအောင်သူရည်။ဘာများစင်မပြေတာရှိလို့လဲ။ ောင်သေးရတယ်။ဘာမှအဆင်မပြေတာတော့မရှိပါဘူး။အဲ့ဒါဆိုဘာလို့ရှိလို့လဲ။အပြောင်းလဲလေးဖြစ်တော့ငရေပြီခဏလောက်လဲသွားခြင်းလို့ဟာ။အဲ့ဒီကကြီးကြီးကလည်းသူ့ပြန်ပြောလိုက်တယ်။မင်းဘယ်ရောက်နေတယ်ထင်လို့လဲ။ပုံမြင်လေးရတော့ဒီမှာပဲပြီးတော့ပါပြီ။ဒီပုံမြင်လေးရေးသူပါနိုင်ငံခြားဘာသာရေးသမားစာရေးသူတယောက်လို့သိရပါတယ် ငူရင်းပုံမြင်မဖတ်ဘူးပါဘူးဆရာတော်ဦးသောဒီကမဟာမြိုင်တော်ရတရားတွေနာရင်တရားထဲမှာမြဲလို့လို့ဟောတယ်လို့ကြိုက်ပြီးဗီဒီယိုလေးလုပ်ဖြစ်ခဲ့တာဒီပုံမြင်လေးနားထောင်ကြရလို့အသိမြင်တချို့ပြောင်းလဲသွားရင် တွေးတရားတစ်ခုခုရခဲ့ရင်ဖန်ဤတင်ဆက်တူကတန်သွားပါပြီတကယ်တော့ဘာမှလုံเสียမရှိတဲ့ဘဝဟာဘာမှအထိပ္ပယ်မရှိပါဘူးမိမိအတွက်အများအတွက်ကြိုးရှိတာတွေလုပ်နေမှဘဝဟာအထိပ္ပယ်ရှိပါတယ်